င်းဆက်မင်္ဂလာပါ။ဟုတ်မင်္ဂလာပါ။ဒီအိမ်နံပါတ်666ကိုလက်ခံလိုက်တာ။အဲအိမ်နံပါတ်666ကိုလက်ခံရတာကအဓိကတော့ဒီ horror movie တစ်ခုကိုမှသူကလုံးဝ꽌ထွက်မဲ့ movie လေးတစ်ခုဖြစ်မယ်။ဒီအရလိုကားမျိုးဆိုတာလည်းနိုင်ငံခြားမှာလည်းရှိကြတယ်။အဲ့တော့မြန်မာမှုပုံစံမျိုးနဲ့ဘယ်လို creation မျိုးနဲ့လာမလဲဆိုတော့အရင်စိတ်ဝင်စားလို့ကျွန်တော်ဒီကောက်လက်ခံတယ်။ဒါပေမဲ့သူတို့ကကိုယ်ဘာရောက်ရေးတဲ့အဲ့တော့အမြင်တယ်လို့ပြောပြတယ်။တရေကြောင့်မရုပ်ဖြစ်နေလား။ ကျွန်တော်ကတရေကြောက်တယ်အမှန်တော့အမ် yeah ဒီဇက်ကောင်နဲ့လိုက်တယ်လို့ထင်လို့ပဲကိုလေကိုဒီရက်နဲ့ဒီအသားရည်နဲ့အာဒီစမ်းလူမျိုးတယောက်ဖြစ်နေတာလေဒီဗလာနေရပဲဒါသူရွေးချယ်ခြင်းတွေကဖြစ်သွားတယ်လို့ပြောမလားနည်းနည်းဟိုသူများတဲ့ထူးခြားသွားလို့ပြောလို့ရတာအဲ့တော့ဒီပေါ့နော်လူငယ်လည်းဖြစ်တယ်အာဒီ creativity ဘိုင်းကိုလည်းပို့သွားတယ်ဆိုတော့ သူတို့ဒီ character ကိုလုံးဝတခြားပုံမှန်မြင်ဦးနေကြသည်ပယောကပုံစံမျိုးမဟုတ်ဘဲနဲ့တခြားဒီအခုခစ်လိုပုံစံမျိုးနဲ့သူတို့သွားချင်တာဆိုတော့ maybe ကျွန်တော်ဒီ character နဲ့ like လို့သူတို့လာကန်းလန်းတာဖြစ်တယ်ဒီဘက်ဖြစ်ဆိုတော့ဒီမှာဘယ်လိုပုံစံလေးနဲ့တင်းဆောင်လို့ရပါလဲနည်းနည်းပြောပြလို့ရတော့อืมကျွန်တော်အာဒီတလောက်တော့ဒါ character နဲ့ပြောကြည့်တလောက်ဆယ်ဒါလုံးဝ casual wear ပဲကျွန်တော်ပုံမှန်တာမန်လူပဲပေါ့နော်တကူးတကားကြီးဟိုလိုယောဂီဝတ်စုံကြီးဝတ်နေဆရာမလို့ရှမ်းဝတ်စုံကြီးဝတ်နေဆရာမလို့တာမန်လူပဲဟုတ် ပညာရတစ်ခုလေးလာတဲ့အချိန်မှာလည်းအာလေးလာတဲ့အတိုင်းသူ့ကိုဝှက်ချင်တာဝှက်လို့ရတယ်ပေါ့နော်ဒါ reality မှာအဲ့လိုပဲဒါဆိုဟိဆန်ကနော်အော်တောက်လျှောက်လေးဒုက္ခရနေတယ်တောက်လျှောက်လေးရိုက်ခွင့်ရတယ်လို့ပြောမှာဘယ်လိုလဲတကယ်စတာ ်ပမာရဗာနဲ့စတာအာ2023ဒီတမင်မြန်နေစီတမင်မြန်နေနဲ့စလိုက်တယ်ဟုတ်နော်တမင်မြန်နေကိုစလိုက်တာဒီစရာလေးဟုတ်ဒီစရာလေးကစလိုက်ပြီးတော့ဆက်တိုက်ဆက်တိုက်လေးဖြစ်လာတာ ဒါဒါဘလို့လဲကံလို့ပဲပြောမှာကိုစူးစမ်းအားထုတ်မှုလားကို့ဒီလိုလေးမြင်တော့လို့လားဘလို့ပြောမလဲအာကျွန်တော်ကတော့စူးစမ်းအားထုတ်မှုလို့ပဲမြင်တယ်ကံဆိုတာကတော့ဟုတ်တယ်ခုနကံလည်းပါကောင်းပါနိုင်တယ်ဗောနော်ဟုတ်ဒါမဲ့လည်းဟိုဗောကံညာဝိရိယဆိုတဲ့နေရာမှာဝိရိယကိုပဲရှေ့တန်းတင်ထားလိုက်တယ်ကိုအကောင်ဆုံးလုပ်လို့ရတဲ့အားကိုပဲအတိအကောင်ဆုံးလုပ်တယ်ကျွန်တော်မြင်တော့ဒီတပည့်နဲ့မြန်နေဒီမှာကိုညုံမောင်သူတို့မြင်သွားတယ် ကိုညမောင်ဖြစ်သွားတာကြောင့်လေဒါကဆက်ဆက်သွားလို့ပြောမလားအာ အဲ့အဲ့ဒါရဲ့ impact လည်းရှိနေမယ်ဒါပေမဲ့ဟိုဆွတ်နောက်ပိုင်းစက်ကောင်တွေကတော့ဒီပင်နေမြန်းနေစီရဲ့စက်ကောင်နဲ့တော့မဆိုင်တော့ဘူးနောက်ပိုင်းတခြား꿰ထွက်သွားတဲ့စက်ကောင်တွေလည်းအများကြီးရှိတယ်အဲ့ဒါပြီးတော့မမတ်ရောက်ဆိုတာမိမိချစ်မှုကတော့တေးချာချာကိုအဓိကမေးတေးဆောင်လို့ဖြစ်လာတယ်ပေါ့နော်အဲ့လိုပြောရမလို့အဲ့ပေါ့မမေးအချစ်ဥစဉ်ဒါဒီပင်မြန်းနေစီနည်းနည်းလေးနီးစက်တယ်လို့တော့ပြောလို့ရတယ်စက်ကောင်ကဒါမဲ့လည်းအဲ့လိုတော့မဟုတ်ဘူးပေါ့နော်ဟိုတခြားမမေးအချစ်မှုမဟုတ်တဲ့တခြားကားတွေမှာတော့လုံးဝ꿰ထွက်နေတဲ့ဟာရှိတယ် ဒါပြီးတော့အာလမ်းကြောင်းရလာတာကမောင်မိုးဆွေဟုတ်လားဟိုမောင်မိုးဆွေကလုံးဝပြန်ကွဲထွက်သွားရယ်နောက်တစ်ခုပေါ့ဗျာအဲ့ဒါလည်းအရန်သဘောကျတယ်ရိုက်လို့လည်းကောင်းတယ်ဟိုအများကြီးလည်းစူးစမ်းထားတယ်အဲ့ကောင်လည်းဘာလို့ရန်သဘောကျတယ်လို့ပြောတာဘာလို့စိတ်ကြိုက်ဖန်တီးခွင့်ရခဲ့လို့ဘာလို့ကိုကိုတိုင်းလည်းဒီဇက်ကောင်ဖြစ်သွားတဲ့ခါကျတော့ကိုလိုချင်တဲ့ဟာကိုလည်းဒါရိုက်တာနဲ့ညှိနှိုင်းခွင့်ရတယ်ဒါရိုက်တာလည်းလူငယ်ဆိုတော့ဒါကိုညီကိုလေးလိုပဲ သူ့ရဲ့ creation နဲ့လည်းကိုပြောပြတယ်သူ့ရဲ့ဒီစဉ်းစားထားတဲ့ idea နဲ့လည်းကိုပြောပြတယ်ဆိုတော့နေရောက်တိုင်ပင်ပြီးတော့အပင်မှန်းခံပြီးရိုက်ထားတဲ့ကားဆိုတော့သဘောကျပြန်လဲကြည့်ချင်ကိုထက်ကျော်ကအာမောင်မိုးစစ်ပြုတ်တော့ဘလောက်မောင်းခဲ့ရေးတာအာတေတော့မောင်းလားသူကမောင်းလေကိုကလည်းပူပြေးလေဘာလို့ဆိုတော့အဲ့ဒါမှလည်းဒီဇက်တစ်ခုရဲ့အချိန်ဆိုတာရတာပေါ့သူကကိုကိုဒီဟာလေးလှုပ်ပေးကိုကဒီဟာထက်ပူလုံးမယ်ဆိုတော့အဲ့လိုမျိုးပေါ့နေအောင်ညှိနိုင်ပြီးတော့ အကောင်ဆုံးဖန်တီးခဲ့တဲ့ခါကျတော့ဒီအချိန်မှာပြန်ချင်းနေရာလုံးကပီတိဖြစ်နေပြော့နေ။အာဒီအခုဘယ်နှပိုင်းလို့ဘယ်လိုလဲဘယ်စကားပြောတာလဲ။အာလောလောဆယ်ကတော့အဆက်ထိုက်ရိုက်မယ်လို့ပြောပေမဲ့ဒါပြင်ဆင်နေတဲ့ကာလဖြစ်မှတယ်။လောလောဆယ်ဒီအရှိတ်ပိုင်းကတော့ အာတို့တော့ short edit လုပ်နေပြီးရောမယ်လို့ပြောတယ်။ဆက်ရေဒီ director Alice ကိုဘယ်လိုသဘောကျပြီးတော့လိုက်ခံလိုက်တာ။အာအဓိကတော့ဒီရိုက်တဲ့ director Alice နဲ့လည်းမဆုံဘူးပေါ့နော်။မဆုံဘူးဒါပေမဲ့အခုဒီသူရိုက်မဲ့ set ကိုဖတ်ကြည့်ခြင်းအပြင်ဒါသူဖန်တီးမဲ့ creation ကိုမှန်းလို့ရတယ်။ဆိုတော့ကျွန်တော် pre production လုပ်တဲ့ခါကျလို့ရှင်လည်းတေချာညီနိုင်တိုင်ပင်ပြီးတော့ ကောင်းဆုံးပဲလို့ပြောပါတယ်ဒီလိုဆိုတော့ဘာဘာသာဆိုတော့ဘလို့ကွာသွားမလဲဒီဆရာတော့ဆရာလို့ပြောတော့သူကပယောဂဆရာလို့ပြောတာမဟုတ်ဘူးအဲပယောဂလို့ပြောလိုက်တော့ဒီမြန်မာမှာကျွန်တော်မျက်လုံးထဲမြင်လိုက်လို့ရှိရင်အဲ့လိုလုံးဝဟိုယောဂီဝိသုံတို့အဖြူဝိသုံတို့အမဲဝိသုံအဲ့အဲ့ဒါတွေပဲမြင်တာများတာဟုတ်အမှန်တော့အဲ့ပညာရက်ဆိုတာတတ်ထားပြီးရင်ကြိုက်တာဝတ်လို့ရပါတယ်အဲ့အင်ဂျီမဟုတ်ဘူးကျွန်တော်ထင်တယ်အဲ့တော့ဘလူးလေးဆရာထက်တယ်လို့ပြောတာအဲအဲ့လို꿰ထွက်နေတဲ့အရာလောက်ရတာကျွန်တော်တို့ အာအရန်ပျော်စရာကောင်းတယ်ပြီးတော့ပိုကလေးစိတ်ဝင်စားစရာကောင်းတယ်အဲ꽌ထွက်တယ်ဆိုတာလည်းမန်ကန်နဲ့꽌ထွက်မှုတော့ဖြစ်တင်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုကျွန်တော်ကပိုပြီးဝမ်းတာလို့ရတယ်အဲ့တော့ဟန်နီဆန်ကိုအပိနေပြည်တက်ပြီးဟောရှီယာကွန်ဂျိုမောင်တို့နောက်ကမမိုးဆိုတို့ဒါကိုအပိနေပြည်တက်ဗာလေးပြောကြတယ်အခုဒါအာ yeah အပိနေတဲ့ပြည်တက်ကြီးကျွန်တော်လောက်တမရကိုအာအပိနေတဲ့ forest market ပြည်တက်တွေရောတခြားသောပြည်တက်တွေရောအကုန်လုံး အာကျေးဇူးတင်ပါတယ်ကျွန်တော်ကဒီကိုကြိုက်တဲ့ကားကိုကိုပြန်ကြည့်ချင်လောက်အောင်ဒေချာစူးစမ်းပြီးရိုက်ထားတဲ့ကားမှာပြိသက်တွေလည်းကြိုက်မယ်လို့မျှော်လင့်နေတဲ့အတွက်ကြောင့်အဲ့လိုပဲဆက်ပြီးတော့စူးစမ်းတော့မှာခုနကပြောနေမှာကိုကြိုက်တဲ့ကားကိုကိုယ်တိုင်စူးစမ်းလို့ကိုအဓိကကိုကြိုက်မှုကဘယ်လိုရေးကြည့်တာကိုကြိုက်မှကိုပြန်ကြည့်ချင်မှာကိုကြိုက်မှကိုပြန်ကြည့်ချင်မှာအဲကိုပြန်ကြည့်ချင်မှာပြိသက်တွေလည်းကြည့်ချင်လောက်မယ်လို့ကျွန်တော်ခံယူထားတယ်ဒီပါ thank you ပါ